ော်ဒါတို့ဘာပဲကြီးကြီး channel ကို subscribe လုပ်ဗီနာခေါလောင်းနှိပ် VPN လေးဖွင့်ပြီးတော့ဒီပေးကြဖို့မြေတာရက်ခံရေးနေပဲဒီနေ့မှာကတော့ manipulator series ရဲ့အပိုင်း6 let's go ဘန်းစားမှာကတော့ပြိုင်ပွဲဝင်အားလုံးဟာတပင်းစားကနေမှရောက်ရှိနေခဲ့ကြပြီးတော့ပြိုင်ပွဲထဲမှာကိုယ်အဖွဲ့နဲ့ကိုယ်ရှင်ပြိုင်မှုအတွက်မာမိတ်ဖွဲ့နဲ့အလုပ်တွေရှုံနေကြပါတယ်ဂျီယုံကလည်းထုံးစားတိုင်းထဲကျုံကိုသူနဲ့ဖွဲ့ဖွဲ့ဖို့အတွက်ကမ်းလှမ်းနေတာဖြစ်ပြီးထဲကျုံကတော့1.5ဘီလီယံကိုစိတ်ဝင်စားတာမလို့သူ့ကိုလာမရှုပ်ဖို့ပြန်ညှင်းနေခဲ့ပါတယ် ဒုကန်းချေရလည်းသူ့ကောင်းလေးကိုပြိုင်ပွဲထဲရောက်မှစိတ်ပြောင်းပြီးတော့တစ္ဆာမဖောက်မိကြဖို့အတွက်တေချာမှာကြနေပါသေးတယ်။ဓမင်းဆားလို့ပြီးချိန်မှာတော့ဒုကန်းချေကယိုဟန်ရှိရာနေရာစီကိုသွားလာပြီးတော့ယိုဟန်နဲ့ညီနိုင်ဆရာကိစ္စတခုရှိကြောင်းကိုပြောခဲ့ပါတယ်။ဒုကန်းချေကသူ့ရဲ့ရွယ်ချက်ကဒီပြိုင်ပွဲနဲ့ပတ်သက်လို့ယိုဟန်ဘက်ကတချို့တယောက်ဖြစ်နေတောင်းဝန်ထမ်းဆောင်ကျင်တာဖြစ်ပြီးတော့ပြိုင်ပွဲထဲမှာယိုဟန်လိုအပ်တဲ့အချက်တွေကိုလုံဆောင်ပေးပြီးနောက်လုံးမဲ့ပွဲဒီမှာပါပါတနာတယောက်ဖြစ်နေရှိသွားကျင်တာဖြစ်ကြောင်းယိုဟန်ကိုပြောလိုက်ပါတယ်။အဲနောက်ဒုကန်းချေကယိုဟန်ကိုရမ်းနေမြောက်ပင်ပြောဆိုလိုက်ပြီးတော့ ူပြေကျင်တဲ့အချက်တွေကိုစဉ်းစားပေးဖို့ပြောလိုက်ပါတယ်။ယူအန်ကတော့ဒုကန်ကျန်လိမ့်လည်ပူပေါင်းများစွာနဲ့ထောင်ချတာတဲ့ကောင်စရာတည်ထားတဲ့အတွက်သူ့အရန်မြှောက်ပေးမနေဖို့နဲ့ဒုကန်ကျန်ကမ်းလှမ်းချက်ကိုလည်းစဉ်းစားပေးမယ်လို့သာပြန်ပြောလိုက်ပြီးနေရာကနေပြန်လွှတ်လိုက်ပါတယ်။အဲလိုနဲ့ယူအန်စီဆွေးနွေးစရာရှိလို့နောက်ထပ်ရောက်လာသူကတော့ဆရာကြီးရောတော်စုပဲဖြစ်ပါတယ်။ရောတော်စုကတော့ဒီပွဲမှာနိုင်ရရင်စုချင်းငွေအစားသူရန်တတ်ချင်တဲ့အကောင်တကောင်ပဲတတ်လို့ရနိုင်မလားဆိုပြီးတော့လိုရင်းတိုရှင်းမယ်ယွမ်ကိုမေးလိုက်တာပါယွမ်လည်းရော်ရော်ဆွဲစကားကိုရန်သဘောကျသွားခဲ့ပြီးတော့ အပြင်မှာလူတန်းရဲ့လူတန်းမှုများဝေမဲ့ဂျိုးဝိုင်းထဲမှာတတ်မိရင်တော့ကစားပွဲဖြစ်တဲ့အကျုံးဝင်တာမို့လို့သူ့ရဲ့ပြိုင်ပွဲကိုဘောက်စင်ပွဲတစ်ခုလိုသဘောထားပြီးတော့ရှင်ပြိုင်လို့ရာချောင်းနဲ့ပြိုင်ပွဲရှင်ပြိုင်နေစဉ်တွင်းမှာပဲရောရော့စုတတ်ချင်တဲ့ကောင်ကိုတတ်ပြလို့ရတာမို့လို့စူချင်းငွေဦးလဲလက်လျှော့စရာမလိုပါဘူးလို့ယိုဟန်ကပြန်ပြောလိုက်ပါတယ်။ရောရော့စုကတော့ယိုဟန်အဖြေကိုရန်ကိုသဘောချနေခဲ့ကစားရဲရသူပြိုင်ပွဲကိုရိုးရှင်းမဖြစ်စေချင်တဲ့ယိုဟန်ကလည်းရောရော့စုလိုလူမျိုးပါလာတဲ့အတွက်ပြိုင်ပွဲကပိုတော်မှကြီးကောင်းတော့မှာပဲဆိုပြီးတော့ရောရော့စုထပ်တောင်ပို့ပြီးတော့သဘောချနေပါသေးတယ်။ တပတ်မှာတော့ထဲချုံကဂျီယုံရဲ့ကားဂိုထောင်ထဲမှာရောက်နေခဲ့ပြီးတော့ဂျီယုံရဲ့အလန်းစားပြိုင်ကားယူဆန်းတက်ပြီးတော့လိုအပ်တာတွေပြုပြင်ပေးနေခဲ့ပါတယ်။တပတ်ကားဂိုထောင်ထဲမှာလည်းနံပါတ်4កောင်ကနံပါတ်6ကိုရိုက်နှက်ပြီးတော့ကားကိုဓမြတိုက်နေပါတယ်။နံပါတ်6ကလည်းထောင်ထဲမှာတွေကကြောက်လာခဲ့ရတဲ့ခေါင်းဆိုတော့နှစ်ချက်သုံးချက်လောက်တီးခန့်ယုံနဲ့တွေကြောက်လန့်ပြီးသူ့ရဲ့ကားကိုနံပါတ်4စီကိုပေးလိုက်ရပါတယ်။အဲ့ဒါကိုပြင်ကနေလမ်းမြင်လိုက်တဲ့ဒိုကန်းချဲကလည်းဒီဖြစ်ပျက်ကိုလုံကြုံကြီးတွေကလည်းဝင်မထင်းကြတာကြောင့်ယူအန်ပြောတဲ့ဒီပြိုင်ပွဲမှာစီးမင်းမရှိဘူးဆိုတာဒါကိုပြောတာပါလားဆိုပြီးတော့ သဘောပေါက်သွားခဲ့ပါတော့တယ်။အနောက်ဒုကန်ကျဲကဘယ်ကောင်းစီမှာကားလမ်းလာရှိလဲဆိုတာကိုချက်ဖို့အတွက်သူတပည့်တယောက်ကိုချက်ချင်းလွှတ်လိုက်ပါတယ်။ခဏလောက်ကြာမှတော့နံပါတ်3កောင်ရဲ့ကားကိုလူဖို့ကြိုးစားနေတယ်။ဒုကန်ကျဲစီကိုတပည့်ဖြစ်သူကရောက်လာပြီးတော့နံပါတ်30ဂျီယွန်ရဲ့ကားကအားလုံးထဲမှာအကောင်းဆုံးပြိုင်ကားတစ်စီးဖြစ်ကြောင်းကိုလာပြောခဲ့ပါတယ်။ဒုကန်ကျဲလည်းနံပါတ်3ကိုထားခဲ့လိုက်ပြီးတော့ဂျီယွန်စီကိုချက်ချင်းပဲထွက်သွားခဲ့ပါတော့တယ်။ကိုရောင်ထဲမှာထဲကျွန်းတဲ့သူကားပြင်းတဲ့ဂျီယွန်ကလည်းအပြင်ကစူညံညံတန်တွေကြားပြီးတော့ထွက်ကြည့်တဲ့အခါ ဒုကန်ကျဲတို့အုပ်စုသူ့ကိုရောင်စီလာနေတာကိုတွေ့လိုက်ရပါတယ်ဂျီယုံလဲအထဲကိုမြန်ပြေးဝင်ပြီးတော့တကားကိုပိတ်လိုက်ပြီမဲ့ဒုကန်ကျဲတို့ကတော့တကားကိုဖောက်ပြီးဂျီယုံရဲ့ကိုရောင်ထဲကိုအတင်းဝင်လာလိုက်ကြပါတယ်အဲ့ချိန်ထဲသူကလည်းကားပြင်နေအောင်မြန်လက်ဆားတက်လိုက်ပြီးတော့ဂျီယုံကကားပေါ်တက်ခိုင်းလိုက်ကကိုရောင်ထဲကနေမောင်းထွက်လာခဲ့ပါတယ်တဏျာရောက်မှတော့ရောရော့စုကလည်းကားထဲထွက်လာတဲ့ထဲကျွန်းကိုတွေ့လိုက်တာကြောင့်အခွင့်အရေးကိုလက်လို့မခံပဲထဲကျွန်းကိုတမဖို့အနောက်ကနေလိုက်ပါတော့တယ်မျိုးစင်ပေါ်မှာရှိနေယူဟန်ကတော့အောက်မှာကားတွေမောင်းနေကြပြီဖြစ်ကြောင်း လုံချိုင်းတွေကသတင်းလှမ်းပို့ခဲ့မိဘာမလို့ဝယ်ဒီတိုင်းလွတ်ထားဖို့သာပြန်ပြောခဲ့ပါလိမ့်ဘေးနာမှာရှိနေဒိုကောင်ကလည်းပြိုင်ပွဲကအခုပဲစနေပြီလားဆိုပြီးတော့အောက်မှာပြိုင်မောင်းနေတဲ့ကားတွေကိုစိတ်ဝင်စားနေကြည့်နေခဲ့ပါလိမ့်တကယ်တော့အောက်မှာထဲကျုံးပြင်းညလုံးနောက်ကနေလိုက်နေရရောတော်စုနဲ့ဂျီအိုရဲ့ကားကိုလိုချင်လို့နောက်ကနေမိလိုက်လာတဲ့ဒိုကန်ကျဲတို့လက်ကနေလွတ်အောင်လို့ထဲကျုံးအတကုံမောင်းပြေးနေရတာပဲဖြစ်ပါလိမ့်တနေရာရောက်မှတော့ရောတော်စုကထဲကျုံးမောင်းလာတဲ့ကားရဲ့ဖိန်ကိုဝင်ကျုံးပြီးတော့ဖမ်းပြီးတော့မလို့ဖြစ်သွားခဲ့မယ်ထဲကျုံးက ကားကိုမရက်ဖဲရောရော့စုလက်ကလွတ်အောင်ဆံမောင်းလာခဲ့ပါလိမ့်ပြီးမှပါလိုက်ဂျုံကတော့ပြိုင်ပွဲမဆခင်ဆုတ်ပြတ်တတ်သွားတော့မယ်သူကားရဲ့အဖြစ်ကိုတွေးပြီးတော့ရန်ကိုစိတ်ပူနေခဲ့ပါလိမ့်အန်နမော်တို့ထဲကျုံတို့ပံမောင်းလာတဲ့လမ်းထိပ်ကနေရောရော့စုထွက်လာပြီးတော့ထဲကျုံတို့ကားကိုဖြတ်တိုက်ပစ်လိုက်ပါလိမ့်ထဲကျုံတို့ကားလည်းလွင်းထွက်သွားပြီးတော့လူတွေလည်းနာသွားခဲ့တာကြောင့်ရောင်းနေရကနေချက်ချင်းမောင်းမထွက်နိုင်ပဲဖြစ်သွားခဲ့ရပါလိမ့်အဲချင်းရောရော့စုကလည်းထဲကျုံတို့ရှေ့တဲတဲကနေဝင်တိုက်ဖို့အချိန်ပြင်းပြင်းနဲ့မောင်းထွက်လာခဲ့ချိန်မှာပဲဂျီယွန်ရဲ့ကားကိုယူဖို့ရောက်လာတဲ့ဒုကန်ကျဲကားနဲ့ဖြတ်တိုက်မိသွားခဲ့ပြီးတော့ နှကောင်လုံးနဲ့တတော်စိတ်တူသွားခဲ့ကြပါလေအပေါ်ကနေစောင့်ကြည့်နေယိုဟန်ကတော့မနှက်ဖြန်ပြိုင်ပွဲမှာကောင်းကောင်းမပြိုင်နိုင်မှဆိုးတဲ့အတွက်လူစုခွဲပြီးတော့ကိုနေရာကိုပြန်ခိုင်းမှုလုံကြုံကြီးတွေကိုလှမ်းပြောလိုက်ပါလေအဲနောက်မှာတော့ဂျီယုံလည်းသူရဲ့စုပ်ပြတ်သက်သွားလို့မောင်မရတော့တဲ့ပြိုင်ကားယူတွန်းလာခဲ့ရပြီးတော့ဒုကန်းချက်ကတော့သူယူဖို့ကြံနေတဲ့ပြိုင်ကားကိုအခုလိုဖြစ်အောင်လုပ်ရပါမလားဆိုပြီးဂျီယုံကိုဘေးကနေချိန်ဝါနေပါသေးတယ်တဲကျုံကဂျီယုံရဲ့ကားကိုမောင်းလို့ရမရဆန်းကြည့်ချိန်မှာတော့ကားဆန်နိုးလာခဲ့မိခဏကြာမှာပဲကားဆက်ခန်းထဲကနေမိခိုးတွေဥထွက်လာပြီးပေါက်ကွဲသွားတာကြောင့် ဂျုံလဲသူ့ရဲ့ပြိုင်ကားယူပြိုင်ပွဲမစခင်မှာပဲစုံစုံသွားခဲ့ရပါတော့တယ်ဂျုံတယောက်မီးလောင်သွားတဲ့ကားကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေချိန်မှာတော့ထဲကျွန်းကသူ့ရဲ့ဘေးဘက်မှာနိုင်ငံဘက်ကတက်လို့ရတဲ့ပြေးလိုင်းတစ်ခုရှိနေအောင်တတိထားမိသွားခဲ့ပါတယ်နောက်နေ့မှာတော့ထဲကျွန်းကဆွေးနွေးကြကိစ္စရှိလို့ဆိုပြီးတော့ယိုဟန်ကိုသွားတွေ့ခဲ့ပါတယ်မျောတင်ပေါ်ရောက်ချိန်မှာထဲကျွန်းကဘော်စည်းကနေမြင်ရတဲ့အဆောင်ကြီးရဲ့အနေထားတွေကိုတေချာလှဲ့ပတ်ကြည့်ရှုနေခဲ့ပါတယ်အဲနောက်ထဲကျွန်းကဒီပြိုင်ပွဲကကားပြိုင်စေချင်တာမဟုတ်ဘူးဆိုတာကိုသူသိတာမလို့ပြိုင်ပွဲအဓိကရွယ်ချက်ကဘာလဲဆိုပြီးတော့ယိုဟန်ကိုမေးလိုက်ပါတယ် ရွယ်ကတော့ထဲကျွန်းရဲ့အမေကိုမဖြေဘဲနဲ့ကားပြိုင်တာအဓိကဆိုလို့ရင်မဟုတ်ဘူးဆိုတာကိုသိနေတဲ့ထဲကျွန်းကိုကြီးကျူးစကားပြောပြီးတော့ခုလိုလှုပ်တာပြောစရာကောင်းလို့ပါဆိုပြီးတော့ဒါပြန်ဖြေခဲ့ပါလေအထဲဝင်သွားတဲ့ခါမှတော့ရွယ်ကထဲကျွန်းဘာလို့ဂျင်လဲလို့ထပ်မေးခဲ့ပါလေထဲကျွန်းကဒီညမှာအရက်ကလွယ်ပြီးတော့တခြားတောက်စရာမရှိတာမလို့ဗီတာမင်လိုချင်တယ်ဆိုပြီးတော့ပြောလိုက်ပါလေရွယ်ကထဲကျွန်းဗီတာမင်ပါတဲ့အချိုးတွေကထုတ်ပေးတဲ့ခါထဲကျွန်းကတော့ဗီတာမင်ကိုတကယ်လိုအပ်နေတာကသူမဟုတ်ပဲယိုဟန်အေကန်ထဲမှာထားထားတဲ့အပင်လေးပါဆိုပြီးတော့အေကန်ထဲကပန်းမင်လေးကိုကြည့်ပြီးတော့ပြောလိုက်ပါလေ နောက်ပြီးတော့ထဲကျွန်းကယိုဟန်ပေးတဲ့အချွေရဲ့အရာတော့ तू မကြိုက်ဘူးလို့ပြောကာအချွေဘူးကိုထားခဲ့လိုက်ပြီးနေရာကနေထွက်သွားခဲ့ပါလေယွမ်ကတော့သူ့စီကိုအเจ้าဟာရေရာမရှိဘဲနဲ့ရောက်လာတယ်ထဲကျွန်းကိုနားမလဲသွားကြံနေခဲ့ပြီးတော့ထဲကျွန်းထွက်သွားပြီးပြီးချင်းမှပဲသူ့ဧကန်းကညှိုးနေတဲ့ပန်းအုံးလေးကိုပြစ်ထုတ်ဖို့အတွက်လုံချုံရင်းကိုချက်ချင်းပဲခိုင်းစေခဲ့ပါလေအဲ့ဒါမှတော့ထဲကျွန်းကပြိုင်ပွဲမှာအစင်းသေးဖြစ်ဖို့အတွက်သူ့ရဲ့ကောက်တီတာစစ်ဆေးပြီးတော့လိုအပ်တာတွေကိုပြုပြင်တပ်ဆင်လိုက်ပါလေသမင်းစားကြောင်ရောက်တဲ့ခါမှာတော့ဒိုကန်းကျယ်ကထဲကျွန်းကိုကြည့်ပြီးထဲကျွန်းဆွဲကောင်ကခြီးကမောင်းရင်တော့ပထမရရင်ရနိုင်တဲ့ကောင်မလို့ အရင်ရှင်းပြလိုက်ရမလားဆိုပြီးတော့သူတပည့်တွေကိုတိုင်ပင်နေခဲ့ပါတယ်။ဒဲကျွန်းတော့တစ်ဖက်ဝိုင်းအကောင်တွေသူတို့ကားကိုပို့ပြီးတော့မြ мян ဆန်းဆန်းမောင်းနိုင်အောင်ကားရဲ့ဘဲစိတ်ပိုင်းနေရာမှာဘာအိုစားတို့တက်ဆင်လိုက်တယ်ဆိုပြီးတော့အချင်းချင်းပြောနေတဲ့စကားတွေကိုဘေးနားနေမသိမသားလေးနားထောင်နေခဲ့ပါတယ်။ခဏကြာတဲ့အခါမှာတော့ဒုကန်ကျဲတို့ဝိုင်းကိုလုံကျုံတယောက်ရောက်လာခဲ့ပြီးတော့ဖုန်းတစ်လုံးကိုဒိုးပေးလိုက်ပါတယ်။ဒုကန်ကျဲသမင်းစားကန်းပြင်ကိုထွက်ပြီးတော့ဖုန်းပြောချိန်မှာတော့ယိုဟန်ကလည်းညောင်စင်ပေါ်မှာရှိနေပြီးတော့ဒုကန်ကျဲကမ်းလမ်းချက်ကိုလက်ခံလိုက်ပြီးဖြစ်ကြောင်းနဲ့ဒုကန်ကျဲမောင်းမဲ့ကားနောက်ခန်းထဲမှာလက်ဆောင်တစ်ခုထည့်ပေးထားတာကြောင့် ိုင်ပွဲမှာပြောစရာကောင်းအောင်ဖန်တီးပေးပါအောင်ဆိုပြီးတော့ဖုန်းနဲ့လှမ်းပြောလိုက်တာပါဒိုကန်ကျားလည်းယိုဟန်သဘောကျစီအောင်အစွမ်းကုန်ဆောင်ပေးမှဖြစ်ကြောင်းပြောနေပြီးတဲ့နောက်ဖုန်းချပြီးတော့ထဲကိုပြန်ဝင်သွားခဲ့ပါလေအဲ့လိုနဲ့ကားပြိုင်ပွဲစတင်မဲ့ရက်ကိုရောက်ရှိလို့လာခဲ့ပါပြီပြိုင်ပွဲမနေ့အားလုံးပြိုင်ခွင်းထဲကိုရောက်လာချိန်မှာတော့ယိုဟန်ကလည်းဘော်စည်းကနေစောင့်ကြည့်နေခဲ့ပြီးတော့ညောစီမော်တစ်ချက်လမ်းကြည့်ခဲ့တဲ့ထဲကျုံးလည်းရမ်းရင်းနီးသလိုခံစားနေရတယ်လို့ပြောလိုက်ပေမဲ့ဘယ်နေရာမှာတွေးခဲ့တယ်ဆိုတော့စဉ်းစားလို့မရပဲနဲ့ဖြစ်နေခဲ့ပါလေဒိုကေအောင်နဲ့တငယ်ချင်းဖြစ်သူကလည်းပြိုင်ပွဲကိုကျင်းနေတယ် လောင်ကြီးထပ်ဖို့အတွက်ရောက်ရှိနေခဲ့ကြပြီပဲဖြစ်ပါတယ်။ဒါမှမဟုတ်ထဲချုံးကဘိုးပစ္စည်းနဲ့ကားခွေတွေတက်ဆင်လာတဲ့သူတို့ရဲ့ကားပေါ်ကိုတက်လိုက်ပြီးတော့ပြိုင်ပွဲမဆခင်ကားကိုတစ်ချက်ဆစ်ဆေးလိုက်ပါသေးတယ်။တခြားပြိုင်ပွဲဝင်တွေကလည်းကားခွေတက်ဆင်လာတဲ့ကားတွေနဲ့အသီးသီးမောင်းထွက်လာခဲ့ကြပြီးတော့ပြိုင်ပွဲစတင်မဲ့နေရာမှာလူစုလိုက်ကြပါတယ်။ဆရာယောရော့စုကလည်းပြိုင်ပွဲထက်ထဲချုံးကိုခွင်းရအောင်ဘလို့တမအမယ်စွာကပဲအအောင်ရနေခဲ့ပါတယ်။ဒုကန်ချေကယိုဟန်ဘတ်တော်သားအင်ပိုစတာတကောင်လုံနေရမှလို့ ပြိုင်ပွဲပြိုင်နေတဲ့ယူအန်ဘက်ကဘာတွေခိုင်းစီလာမှလဲဆိုပြီးတော့စိတ်လုံရှားနေကြရပါတယ်။အဲ့လိုနဲ့ယူအန်ကပြိုင်ပွဲစတင်အောင်ဂျင်နာလိုက်ပြီးတော့ပထမဆုံးအနေနဲ့ဒီအဆောက်အဦကိုအပတ်20မောင်းနိုင်တဲ့သူကအနိုင်ရရှိမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။အစားပြောထားသလိုပဲပြိုင်ပွဲထဲမှာဘာအစီအမင်းစည်းကမ်းမှမရှိတာမလို့နောက်ဆုံးအနေနဲ့လူတယောက်သာကြံရှိရမှာဖြစ်ပြီးအဲ့လူကပဲစုငွေချင်းမြစ်မှာဖြစ်တယ်လို့ပါယူအန်ကထပ်ပြောလိုက်ပါတယ်။စိတ်လုံရှားနေကြတဲ့ပြိုင်ပွဲဝင်တွေကတော့စုငွေတွေရရင်ဘာတွေလုပ်ပြီးတော့ဘာတွေဝယ်ပြစ်မယ်ကွာဆိုပြီးတော့ကားထဲမှာဂျင်းဝါလို့နေခဲ့ကြပါတယ်။ ရောရောစုကြီးကထဲကျွန်းရဲ့ကားကိုတစ်ချက်လဲကြည့်ပြီးအပီပင်ဖြုတ်ဖို့စဉ်းစားနေသလိုဒုကန်းကြီးကလည်းထဲကျွန်းဆိုတဲ့ကောင်ကိုအရင်ရှင်းပြပြီးမှတခြားကောင်လေးတစ်ကောင်ချင်းဖြုတ်မယ်ဆိုပြီးတော့သူတပည့်တွေကိုစကားပြောစမ်းနဲ့လှမ်းအသိပေးလိုက်ပါတယ်။မျောစင်ပေါ်မှာတော့ယူဟန်ကပြိုင်ပွဲမဆခင်ကားရီအားလုံးကိုဒေချာလိုက်ကြည့်နေခဲ့ပြီးတော့ဒိုရောင်းတဲ့သူငယ်ချင်းကလည်းဘယ်ကောင်ကိုလောင်းကြီးထားရမလဲဆိုပြီးတော့စိတ်ကြရွေးချယ်နေကြပြီပဲဖြစ်ပါတယ်။ဒိုကောင်တော့ဖွယ်ထဲမှာမိုင်ဆုံးလို့တင်ရတဲ့နံပါတ်9ထဲကျွန်းဘက်ကနေလောင်းကြီးဆားလိုက်ပါတယ်။တကယ်ရင်ပြသူကတော့သူစိတ်ကြနံပါတ်6ကိုလောင်းခဲ့ပါတယ်။ အဲ့လိုနဲ့ပြိုင်ပွဲလုံးဝစတင်သွားပြီဖြစ်လို့ပြိုင်ပွဲဝင်တွေကလည်းကားဟုတ်ချိန်နဲ့ပေါင်းပြီးတော့စတင်ရှင်းပြိုင်ကြပါတော့တယ်။စားထွက်ပြီးတော့တိတ်မကြခင်မှာပဲကားချင်းချင်းစတင်တိုက်ခိုက်နေကြပြီးတော့နံပါတ်7ကားကတော့ထူးဆန်းစွာနဲ့ပဲတခြားကားတွေကြားကနေလမ်းလွှဲပြီးတော့မောင်းထွက်သွားခဲ့တာကြောင့် UL နဲ့နံပါတ်7နောက်ကိုလိုက်ကြည့်ဖို့လုံကြုံရေးတွေကိုချက်ချင်းပဲခိုင်းစီလိုက်ပါတယ်။ပြိုင်ပွဲဝင်တွေတိုက်ခိုက်နေနေပဲရော်ရော့ဆူကြီးသူ့တစ်ပတ်နဲ့လဲလှယ်ထားခဲ့တဲ့နံပါတ်2 Honda Fit ကားလေးကတော့ပထမဦးဆုံးဈေးဥပေါက်ပြီးတော့လမ်းမှာမှာနေပဲပေါက်ကွဲသွားခဲ့ပါတော့တယ်။ ဒိုကေအောင်တို့ကလည်းပြိုင်ပွဲကိုကြည့်နေကိုလောင်းထားတဲ့နံပါတ်ကိုအသေးအတန်အားပေးနေခဲ့ကြပြီးတော့ဆဆချင်းမာရင်စိတ်ဝင်စားစရာကောင်းနေတဲ့ပြိုင်ပွဲကိုလည်းရန်ကိုသဘောကျနေခဲ့ကြတာပါဇွမ်ကတော့ထဲကျွမ်းမျက်နှာကိုတည်တာပေါ့မြင်ဘူးသလိုခံစားနေရတာကြောင့်ထဲကျွမ်းချက်လက်တွေကိုပြန်ထုတ်ကြည့်ပြီးတော့ဖြေရှာနေခဲ့ပါလေခဏကြာမှပဲယိုဟန်ကသူ့စီကိုဆွေးနွေးစရာရှိလို့ဆိုပြီးထဲကျွမ်းရောက်လာချိန်ကဧကန်နဲ့ကပင်ကိုဂယူတဆိုင်ကြည့်နေခဲ့တဲ့အချက်နဲ့ထဲကျွမ်းအမူအရာတွေအားလုံးကိုဆက်ဆက်တွေးကြည့်လိုက်ပြီးတော့ထဲကျွမ်းကဘတ်တူကြောင်းရဲ့အမှုကသူကိုယ်တိုင်လူစားထိုးပြီး ထောင်ထဲထည့်ပေးခဲ့တဲ့ကောင်စရာကိုမှတ်မိလို့သွားခဲ့ပါတော့လေအဲ့လိုမှတ်မိသွားခြင်းမှာပဲယိုဟန်ကထဲချုံကိုရောင်းဖမ်းပေးဖို့အတွက်ဒုကန်ချဲကိုတာဝန်လမ်းပေးလိုက်ပါတယ်ဒုကန်ချဲကလည်းယိုဟန်မပြောရင်တော့သူအဆရတွေကထဲချုံကိုဖြုတ်ဖို့အစီအစဉ်ရှိသားတောင်းကိုပြန်ပြောခဲ့ပါတယ်အဲ့လိုနဲ့ဒုကန်ချဲနဲ့ရောရော့စုကထဲချုံရဲ့ကားကိုရောင်းဖမ်းဖို့အတွက်အစွမ်းကုန်စူးစမ်းနေခဲ့ကြပြီးတော့လမ်းတနေရာရောက်မှာပဲနံပါတ်6ကိုနှစ်စီးညပ်ပြီးတော့ဖမ်းမိသွားခဲ့ပါတော့လေရောရော့စုကကားပေါ်နဲ့မြန်ဆင်းလာခဲ့ပြီးတော့နံပါတ်6ကားတွေကထဲချုံကိုတပ်ပြစ်ဖို့လှုပ်ခဲ့ပါတယ် ။ဒါမဲ့တစ်ဖက်ကနေမတတ်ဖို့တောင်းပန်နေရကြတော့ရောရောစုလဲစောင်းထားတဲ့အိုးထုပ်ဆွဲချွတ်ကြည့်လိုက်တဲ့အခါမှာတော့နံပါတ်6ကားထဲမှာရှိနေလူကထဲချုံးမဟုတ်ပဲကြီးယုံတာဖြစ်နေကြတာပါ။ဒီပဲပဲကြောင့်ရောရောစုလဲရန်ကိုအံ့ဩသွားခဲ့ရသလိုစောင်းကြည့်နေယူကလည်းသူ့ကိုလဲစားလိုက်တဲ့ထဲချုံးကြောင့်ဒေါသတွေငယ်ရိတ်ကိုတတ်ဆောင်သွားခဲ့ရပါတော့တယ်။တကယ်တော့ဂျီယုံရဲ့ကားပျက်စီးသွားတဲ့အတွက်ဒေဆုံးသွားနံပါတ်7ရဲ့ကားနဲ့သာဂျီယုံကရှင်ပြိုင်ခွင့်ရခဲ့တာပါ။ဒါမဲ့ထဲကျွန်းကတော့ဂျီယုံရဲ့နံပါတ်7နဲ့သူ့ရဲ့နံပါတ်6ကားကိုလဲလှယ်မောင်းနေလိုက်ပြီးတော့ပြိုင်ပွဲမှာ ဝင်ရောက်ရှင်ပြိုင်ခဲ့တာပဲဖြစ်ပါတော့တယ်။ဒိုင်ဝင်းဆက်စားခြင်းကားတွေအားလုံးကြားထဲကနေလမ်းလွှဲပြီးတော့မောင်းသွားတဲ့ကားနံပါတ်17ထဲမှာထဲသွောင်းရှိနေခဲ့တာပဲဖြစ်ပါတယ်။အဲဒါမှတော့ယူဝန်ကကားနံပါတ်17ရဲ့နောက်ကို drone နဲ့လိုက်ကြည့်ခိုင်းပေမဲ့ကားထဲမှာလူမရှိတော့ပဲကားကိုဒီတိုင်းသာယက်ထားတာတွေ့လိုက်ရပါတယ်။ယူဝန်ရဲ့ drone နဲ့အနီးနောက်လိုက်ရှာကြည့်နေမှာတော့ပစ္စည်းတွေကြားထဲမှာထဲကျွန်းကရုတ်တရက်ဆိုင်ခဲနဲ့မောင်းထွက်လာခဲ့ပါလေ။အပေါ်ကနေဆိုင်ခဲနဲ့ကြော်တက်သွားတဲ့ထဲကျွန်းကိုရောရောဆူနဲ့ဒုကန်ကျဲတို့လည်းတွေ့သွားခဲ့ပြီးတော့ထဲကျွန်းနောက်ကိုအသေးအံလိုက်ကြပြန်ပါလေ။ အဲ့ချင်းယိုဟန်ကကားနောက်ခဲမှာထည့်ပြီးသားတဲ့လက်နက်ကိုတုံးပြီးဒဲချွန်းကိုအမြန်ဖမ်းဖို့ဒိုကန်းချက်ကိုလှမ်းပြောလိုက်တာပါဒဲချွန်းတော့အားလုံးရဲ့မြင်ကွင်းရှိကနေခဏပုန်းနေလိုက်ပြီးတော့တဏျာမှာရပ်ပြီးတော့သူ့ဆိုင်ကဲအနောက်မှာကက်ဆိုးတလုံးချိတ်ဆွဲလာခဲ့လိုက်ပါလေဒိုကန်းချက်နဲ့ရောရောဆူရောမျက်စိရှိကနေရုတ်တရက်ပျောက်သွားတဲ့ဒဲချွန်းကအသေးအံလိုက်ရှာနေကြပါလေယိုဟန်ကလည်းကြံတဲ့သူတွေကိုစိတ်ဝင်စားတော့ပဲဒဲချွန်းအမြန်ဖမ်းဖို့သာဒိုကန်းချက်ကိုထပ်ပြောလိုက်ပြန်တာပါအလုံးနဲ့ခနာကြမှာပဲလမ်းကြားတဲ့ကနေထွက်လာတဲ့ထဲကျုံးကိုဒုကန်းကြီးကမြင်သွားပြီးတော့နောက်ကနေတန်းတန်းနဲ့လိုက်ပြစ်ပါတော့တယ် ဒါမဲ့ထဲဆုံးကကိုယ့်ဘက်ဆောင်စားရင်းနဲ့ပဲဆိုင်ငင်တော့မှချိတ်ထားတဲ့ gas oil နဲ့ဒုကန်ကျဲကားဘင်းကိုရိုက်ချလိုက်တာကြောင့်ဒုကန်ကျဲကားဘင်းကပြုတ်ထွက်သွားပြီးတော့ကားမောက်သွားခဲ့ရကဇိုးပဲဒုကန်ကျဲလည်းရစရာမရှိအောင်ဆုတ်ပြသွားခဲ့ရပါတော့တယ်။နံပါတ်6ထဲဆုံးကလောင်းကြီးထပ်ထားတဲ့ဒုကောင်းကတော့ဒီဖြစ်ဖက်ကြောင့်အပျော်ကြီးပျော်နေခဲ့ပြီးတော့ယူအန်ကတော့ထဲဆုံးကိုတော်လေးအသေးပေါက်နေပဲဖြစ်ပါတယ်။အားကြောင့်လည်းယူအန်ကပြိုင်ပွဲအတမတ်ချက်ကိုပြောင်းအပြစ်မယ်ဆိုပြီးတယောက်တည်းကြံခဲ့မဲ့သူကိုနိုင်ပြီးတော့မှမဟုတ်ပဲနဲ့ဆိုင်ကေဘောထဲဆုံးကိုဖမ်းနိုင်တဲ့ကောင်ကိုသာ ပထမပြောရတဲ့စူချင်းငွေနှဆအထိတိုးပြီးတော့ပေးမှာဖြစ်ကြောင်းကိုအားလုံးကြောင်းချိန်နာလိုက်ပါတော့လေအဲ့ဂျင်နာကြကြောက်ပဲပြိုင်ဝင်းဝင်ကြီးအကုန်လုံးကထဲကျုံးစီကိုပဲအောင်နေရောက်ကုန်ကြပြီးတော့ထဲကျုံးပဲအသေးသန်လိုက်ရှာလိုက်ကြပါတော့လေထဲကျုံးကတော့ဒီအချိန်နေနဲ့ဆိုရင်ပြေးနိုင်မှလွတ်တော့မယ်စွာကိုတီးသွားတဲ့အတွက်အချိန်မီပြေးဖို့လုပ်တဲ့အချိန်မှာပဲချစ်ကိုကြီးရောတော်စုကရုတ်တရက်ကြီးကားနဲ့ဖြတ်တိုက်သွားတာကြောင်းဆိုင်ငယ်ဘောကနေပြုတ်ကျသွားခဲ့ပါတော့လေအဲ့ချိန်ရောတော်စုကလည်းကားဘောကဆင်းလာပြီးတော့ထဲကျုံးကိုရှင်းပြဖို့လုပ်ပါလေထဲကျုံးကလည်းပြန်ပြီးတော့ခုခံတာကြောင့်နှစ်ယောက်သား ဘာပြန်ကြားပြန်ပြန်ပြီးတော့တိုက်ခိုက်နေကြပါလေစသချင်းမှာရောရော့စုကထေကျွန်းမူဝင်နေအောင်ထိုးထားတဲ့အတွက်ထေကျွန်းလည်းရောရော့စုရဲ့ဓာတ်နဲ့နှစ်ချက်သုံးချက်လောက်ထိုးခံလိုက်ရပါသေးတယ်တိုက်ကြခိုက်ကြရင်လည်းဒီတစ်ခေါက်မှာထေကျွန်းကသာစည်းနေရောရော့စုရဲ့လဲပင်ကိုဓာတ်နဲ့ထိုးမိကန်ဒီချိန်မှာတော့နံပါတ်စနစ်ကဝင်လာပြီးတော့ထေကျွန်းကိုဖျက်တိုက်သွားပြန်ပါလေအိုင်တော်တခြားပြိုင်ပွဲဝင်နေလဲရောက်လာခဲ့ကြပြီးတော့ထေကျွန်းကိုအလူရက်တတ်ဖို့လုပ်ခဲ့ကြရမယ်ထေကျွန်းကပဲအမောက်သိပ်ပေးလိုက်တာပါအိုင်တော်ထေကျွန်းလည်းလဲကြနေရောရော့စုစီသွားလိုက်ပြီးတော့ ရောရဆူပြန်ထမလာနိုင်အောင်ဒီးပေးလိုက်ပါတော့တယ်။ဒါအမင်းနဲ့ယူအန်ကရန်ကိုဒေါသထွက်သွားခဲ့ရတာကြောင့်အစားတောက်စပွဲအောက်ကတနတ်ကိုအ мян ထုတ်ယူပြီးထဲကျုံးကိုသူကရန်ရှင်းဖို့လှုပ်လိုက်ပါတယ်။အဲ့ချိန်အောက်ဖက်မှာလည်းနံပါတ်၄ကောင်ကထဲကျုံးဝင်လုံးနေပြန်တဲ့အတွက်ယူအန်လည်းသူ့ရဲ့ပြစ်မှတ်ကိုရှုပ်နေဆိုပြီးတော့နံပါတ်၄ကိုယင်ပြစ်တတ်ပြစ်လိုက်ပါတယ်။ထဲကျုံးကလည်းအချိန်လေးကိုနားလေသွားတာမဟုတ်လို့နေရာကနေထွက်ပြေးဖို့လှုပ်ပြီးမှမလန်းမကန်းကဆိုင်ကယ်ကိုယူဖို့အခွင့်မရတဲ့အတွက်ကားတော့မှာကွယ်ပြီးတော့ပုံနေခဲ့ရပါတယ်။ယူအန်ကတော့ထဲကျုံးပုံပြီးဒေါသထွက်လိဖြစ်နေအောင်မဟုတ်လို့ ထဲသွင်းရှိတဲ့နေရာကိုတနတ်နဲ့တောက်လျှောက်ပြစ်နေကြတာပါအဲလိုနဲ့ယွမ်တယောက်ကြီးစံကုန်လို့ကြီးဖြစ်နေချိန်မှာတော့ထဲသွင်းလဲခွင်းကိုကောင်းကောင်းသုံးချပြီးတော့ဆိုင်ကယ်ကိုမြန်ဆွဲမှကနေရာကနေမောင်းထွက်လာခဲ့လိုက်ပါတော့တယ်ကြီးဖြစ်ပြီးသွားတဲ့ယွမ်ကလည်းထဲသွင်းကိုတနတ်နဲ့အသေးသာလိုက်ပြီးတော့ပြစ်ပြန်ပါတယ်ခရမ်းကြမှာတော့ထဲသွင်းကသူထွက်ပြေးမဲ့ပြေးလိုက်ရင်ရှေ့တက်တဲ့ကိုရောက်ရှိလာခဲ့ဖြစ်ပြီးယွမ်ရဲ့ drone ကလည်းထဲသွင်းနောက်ကိုလိုက်လာခဲ့ပါတယ်အဲဒီမှာပဲဂျိုဝန်လည်းထဲကျွန်းအောင်ရနေနေရာကိုလိုက်ကြည့်တဲ့အခါဒီဆောင်ရဲ့ပြင်ဘက်ကိုထွက်မဲ့ပြေးလန်းတစ်ခုဖြစ်နေတဲ့ဆွာကိုတီးသွားခဲ့တာကြောင့ ဒဲကျုံတယောက်အကြောင်းရင်းရေးရာမရှိပဲသူနဲ့တွေ့ဖို့ဆိုပြီးတော့မျောစီမောတက်လာတယ်ဆိုတာကထွက်ပြေးဖို့လမ်းကြောင်းရှာနေရပဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတော့လေဒဲကျုံကတော့သူဆိုင်ကအနောက်မှာတက်ထားတဲ့ကန်ဆိုးကိုပြုတ်ချပြီးရှေ့တဲထဲမှာရှိနေ drone နဲ့မီးလောင်ကားစားကားနှစ်စီးကိုဖောက်ခွဲပစ်လိုက်ပါတယ်အဲဒါမှတော့ဒဲကျုံကမီးလောင်တွေကြားထဲကနေဘေးလမ်းပေါ်မောင်းတက်သွားပြီးတော့ယောန်ကလည်းဒေါသကြီးနဲ့ဒဲကျုံကိုထပ်ပြေးဖို့လှုပ်ပါတယ်ဒဲကျုံကတစ်ဖက်ကိုမှကူးခင်ဘေးလမ်းထိပ်ဖြောက်ရောက်ချိန်မှာမျောစီမောကယောန်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးတော့ ယွမ်ကလည်းသူ့ရဲ့ပြက်မှတ်ထဲကျုံးကိုတဲ့တဲ့ချိန်ပြီးတနတ်နဲ့ပြစ်ချလိုက်တဲ့ချိန်မှာပဲဒီပိုင်းဟာဒီမှာတခန်းရက်သွားခဲ့ပြန်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်နေ့မှာဘိုင်းဆက်ရီဆက်ပြီးတော့လာအောင်ပါဖြစ်တဲ့အတွက် channel subscribe လုပ်ပြီးနောက်အကောင်လုံးနှိပ်ပေးထားတဲ့အုံမြတ်တာရက်ခံရင်းနဲ့အားလုံးကိုကျေးဇူးတွေပဲတင်ရှိပါရခင်ဗျာနောက်တစ်ပိုင်းမှာပြန်တွေ့ပါမယ်ခင်ဗျာ